ုတလောမီဒီယာတွေပေါ်မှာလူပြောများနေတဲ့တဲ့င်ကပါလဲဆိုတော့ US ကနေပြီးတော့မှာ H1B visa လို့ခေါ်တယ်ပေါ့နော်ဒီ skill worker ဒီ engineer တွေ IT ပညာရှင်တွေကိုပေးတဲ့ skill worker visa ကိုအာမကြားဘူးရတော့အောင်ဒေါ်လာ300တိမြင့်လိုက်တဲ့တဲ့င်ဖြစ်တယ်ဒီလိုအော်လှုပ်လိုက်တဲ့ခါကျတော့ဒီဒီဘယ်လိုဖြစ်လာလဲဆိုတော့အာသူဖြင့်ဒီ skill worker တွေကိုပို့လွတ်တယ်ပေါ့နော်တင်တင်ပို့တဲ့ဒီ ဟောအိန္ဒိယလိုနိုင်ငံတွေအတွက်ကတော်တော်လေးကိုဒုက္ခရောက်သွားစေတာမျိုးဖြစ်တာပေါ့နော်ဆိုတော့ဒီလိုသတင်းတွေကနေဒီသတင်းကနေကျွန်တော်တို့ educational perspective ကနေလည်းစိတ်ဝင်စားစရာလေးတချို့ရှိတဲ့ခါကျတော့ကျွန်တော်ဒီနေ့နည်းနည်းအာသုံးသပ်ကြည့်ချင်တာပါလဲဆိုတော့ဘာဖြစ်လို့ပေါ့နော်ဒီလိုမျိုး US တို့နိုင်ငံတွေကဒီ highly skilled or to be the stem graduate တွေကိုဘယ်လိုလုပ်ပြီးတော့မှအလုပ်ပေးထားနိုင်တယ်လဲတချို့နိုင်ငံတွေကကြာတော့ဘာဖြစ်လို့သူတို့နိုင်ငံကနေ graduate ဖြစ်တဲ့ stem graduate တွေတော့မှသူတို့တွေအလုပ်မပေးထားနိုင်လဲဆိုတော့အာမေးခွန်းတစ်ခုဖြစ်လာတာပေါ့နော်ဥပမာကျွန်တော်တို့အာဒီ third world country တွေဖြစ်တဲ့မြန်မာတို့ဒီဒီ philippines ဒီလိုမျိုး third world country တွေမှာဆိုတော့နှစ်တိုင်းနှစ်တိုင်းဒီနိုင်ငံကကိုယ်နိုင်ငံနေထွက်တဲ့ graduate တွေเนาะဒီငွေကိုတော့အလုပ်ပေးထားနိုင်ခြင်းမရှိဘူးသူတို့ဒီ stem graduate လို့ခေါ်တဲ့ဒီ engineer တွေ IT ပညာရှင်တွေကိုအလုပ်ပေးထားနိုင်ခြင်းမရှိဘူးပေါ့เนาะဆိုတော့ US ကကြတော့သူတို့မှာဒီ company ကြီးတွေပေါ့နော် big 5လို့ခေါ်တဲ့ Apple တို့ Google တို့ Amazon တို့ဒီ Meta တို့တွေเนาะအဲ့လိုမျိုးတွေရှိတဲ့ခါကျတော့သူတို့တွေကအခုဆိုရင်လက်ရှိ data တွေအရာသူတို့ကအာတက္ကသိုလ်လုံးမှာရှိတဲ့ဒီဒီ graduate တွေ STEM graduate တွေပေါ့နော်သူတို့က6သိန်းလောက်သူတို့ကလုတ်ပေးထားနိုင်ဆိုရှင်ရှိတယ်အလုတ်ခန့်ထားနိုင်တယ် ်ဆိုတော့တစ်ဖက်မှာကြာတော့တို့ဒီ company တွေအနေနဲ့ပေါ့နော်ဒီ American မှာရှိတဲ့ STEM graduate တွေနိုင်ငံသူတက်အแทကလူတွေကိုအာလစာများများနဲ့ပေးမဲ့စာအိန္ဒိယလိုနိုင်ငံမျိုးကအာတကယ်ကို skill ရှိတဲ့ပေါ့နော်ဒီ IT သမားတွေဒီ engineer တွေဒီဒီလူတွေကိုဒီ graduate တွေတို့ပို့လစာနည်းနည်းနဲ့ပို့ပြီးတော့မှာပေါ့နော်ဒီအာ ငားနိုင်တဲ့ခါကျတော့သူတို့ကအမေရိကန်နိုင်ငံတွေကလူတွေကိုမငားတော့ဘဲနဲ့ပေါ့နော်ဒီလိုမျိုးဆင်းအာ third world country ကနိုင်ငံအားလူတွေသူတို့ငားတာမျိုးလုပ်လာတယ်။အဲ့တော့အခုဆိုရင် Donald Trump ကသူ့ရဲ့သူတက်လာကြတဲ့ကသူ့ရဲ့အာ American First ရဲ့ policy အရာအာ company တွေကို pressure ပေးလာတာပေါ့နော်ဒီနိုင်ငံ ပြင်ပကပေါ့နော်လူတွေကိုငားမဲ့စားအမေရိကန်မှာရှိတဲ့သူတွေ STEM graduate တွေကိုငားဖို့ပေါ့နော်တစ်ဖက်မှာကြောက်လေအမေရိကန်တဲကမှာရှိတဲ့ STEM graduate တွေကဘာလို့မငားကုမ္ပဏီတွေအဒီနဲ့ဘာလို့မငားတာလဲဆိုတော့သူတို့မှာလိုအပ်တဲ့နော် quality တွေမရှိဘူး skill တွေမရှိဘူးသူတို့ငားပဲဆိုတော့ပြန်ပြီးတော့ train နေရမယ်လစာလည်းများများပေးပေးရမယ်ပေါ့နော်အဲ့တော့အာဒီကုမ္ပဏီတွေအနေနဲ့ Silicon Valley တို့လိုဒီလိုမျိုးသူတို့ဒီ tech industry အနေနဲ့အားလည်း လာစားလည်းနေမယ်ပို့ပြီးတော့မှလည်း skill ပို့ရှိတဲ့အိန္ဒိယအလုပ်သမားတွေကိုသူတို့ပို့ပြီးခန့်ချင်ပါဘောเนาะဆိုတော့အဲ့တော့နောက်တစ်ခုကဘာဘာတရင်ကြရလဲဆိုတော့ဒီအိန္ဒိယနေပြီးအာ sorry China ကနေပြီးတော့မှသူတို့လည်းအာ K visa ဆိုတာပဲလုပ်ပြီးတော့မှเนาะဘောเนาะဒီ US ကနေသူတို့ကို pressure ပေးပြီးတော့ဒေါ်လာတစ်သိန်းလောက်เนาะ visa fee တွေတောင်းလို့เนาะအခက်တွေ့နေတဲ့ talented ဒီအလုပ်သမားတွေကို တို့လည်းခေါ်မယ်ဆိုပြီးတော့မှသူက K visa ဆိုပြီးတော့တရုတ်ကလည်းနှုတ်လာတယ်။ဒါပေမဲ့တစ်ဖက်မှာကျတော့ဒီစဉ်းစားစရာကဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းပါရှိလဲဆိုတော့ဒီတရုတ်ပြည်ဟာသူတို့ကိုယ်တိုင်တောင်မှပေါ့နော်သူတို့နိုင်ငံကထွက်တဲ့ STEM graduate တွေဒီဒီ engineering အဲ့ဒီဓမ္မတွေကိုအလုပ်ပေးထားနိုင်ခြင်းမရှိပဲနဲ့မလို့လုပ်ပြီးတော့မှနိုင်ငံခြားကအလုပ်ဓမ္မတွေကိုသူတို့ကအလုပ်ပေးနိုင်မလဲဆိုတော့မေးခွန်းကရှိလာတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ဆော်လဲကျွန်တော်တင်တခုဖတ်လိုက်တာပါလဲဆိုတော့ဒီ Chinese အစိုးရက k visa တွေလို့ပြီးနိုင်ငံရချာကပေါ့နော် talent တွေကိုသူတို့ attract လုပ်မယ်ဆိုတော့ program ကြောင့်နဲ့တရုတ်ပြည်မှာရှိတဲ့အလုပ်လက်မဲ့လူငယ်တွေကစိတ်ဆိုးကြတယ်လို့သူတို့ပြောတယ်။ဘာလို့လဲဆိုတော့တရုတ်ပြည်ကိုနိုင်က2024 data ရသူတို့မှာ stem graduate ကြီးပဲเนาะ stem ဆိုတာဒီ computer engineering တွေဒီဒီ IT math the science နေနဲ့ graduate ပေါင်း7 million လောက်ရှိတယ်ဒီ2024ထဲမှာပဲသူတို့မှာ graduate တွေအများများလွန်းလို့เนาะဒီသူတို့ရဲ့တရုတ်ပြည်ထဲမှာရှိ industry တွေကတော့မ absorb ဒီအလုပ်ပေးနိုင်ခြင်းမရှိဘူး um ဖဲမှာကြတော့ဘာဖြစ်လို့လဲဆိုတော့ဒါအစကတည်းကဖြစ်နေတဲ့အရာတခုတော့ဟုတ်တာပေါ့เนาะ phenomenon တခုဒါပေမဲ့ဘယ်ကနေပို့ပြီးဆိုးလာလဲဆိုတော့ဒီ2000 20သဝိုက်ပါပေါ့เนาะဒီအဆိုဒီဒေယောအဆိုရကသူတို့ရဲ့ private business လောကတွေပေါ့เนาะဒီဥပမာ Alibaba တို့လို company ဒီ private company တွေကိုသူကပြန်ပြီးတော့ pressure ပေးပြီးတော့မှခွဲတာတွေပါတယ်အဲဒါကြောင့်မို့ဒီเนาะ Jack Ma တို့ဖွဲ့တယ်အဲ့လိုမျိုးပျောက်သွားတာတော့ပေါ့เนาะအဲ့လိုမျိုးလောက်လာတဲ့ခါကျတော့တို့ tech industry ကနော်ဒီ transition transcend တော့ပါတော့တို့ရဲ့ company ကြီးတွေကနော်အာကြီးမားကျယ်ပြန့် expand နိုင်ဆိုမှရှိတဲ့ခါကျတော့ သူရဲ့အကျိုးဆက်အနေနဲ့သူတို့ရဲ့ economy ကပေါ့နော်အာသူတို့ရဲ့ graduate တွေကိုသူတို့အလုပ်ပေးနိုင်ခြင်းမရှိတာမျိုးတွေကိုကြုံလာရတာဒါတွေရဲ့နော်ဒီ consequences ကြောင့်လည်းဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ US လိုနိုင်ငံမျိုးမှာကျတော့ဒီ corporate တွေကအရန်ကိုသူတို့ကလွတ်လပ်ခွင့်ရတယ် regulation ပိုင်းမှာလည်းပေါ့နော်ဒီအစိုးရနေ သူတို့ regulation အပိုင်းတွေစီမင်းစီကြပ်မှုအပိုင်းမှာလည်းအာဘယ်လိုခေါ်လဲတိတ်ပြီးစီကြပ်တာမျိုးမရှိတဲ့ခါကျတော့ tech industry တွေ company တွေ private business တွေကအရင်ကိုထုံးကားတဲ့ခါကျတော့ဒီသူတို့မှာသူပြန်ဒီအလုပ်သမားတွေကိုပေးနိုင်ဆိုရင် graduate တွေကိုအလုပ်ပေးနိုင်ဆိုရင်ရှိတယ်ပေါ့နော်ဆိုတော့ဒီ education တစ်ခုမှာကျွန်တော်တို့ကတစ်ခါတလေပေါ့နော်ဒီ ကောင်းမွန်တဲ့ education တွေဘယ်လောက်ပဲလှုပ်ချင်လှုပ်ချင်နောက်မှလည်း stem education တွေဘယ်လောက်ပဲလှုပ်ချင်လှုပ်ချင်ကိုယ့်ရဲ့နိုင်ငံမှာပေါ့နော်ဒီလိုမျိုးဒီဒီ graduate တွေကိုအလုပ် ကြောင်းပြီးတဲ့ချိန်မှာအလုပ်ပေးမဲ့ economy မျိုးเนาะ business industry မျိုးမရှိဘူးဆိုရင်တော့ကျွန်တော်တို့မှာအသေးပဲမရှိဘူးအားကြောင့်မို့ခုဆိုရင်ဒီအိန္ဒိယတို့ China တို့ကလူတွေတောင်မှเนาะ US လိုနိုင်ငံမျိုးမှာသွားပြီးတော့အလုပ်လုပ်ရတာမျိုးဖြစ်တယ်အဲ့တော့ education တစ်ခုကိုကောင်းကောင်းပုံပေါ်အောင်အောင်မြင်မြင်ကျွန်တော်တို့တည်ဆောက်ဖို့ဆိုရင်တော့ educate ဖြစ်တဲ့လူတွေကိုပဲကျွန်တော်မွေးထုတ်ရုံနဲ့မလုံလောက်သေးပဲနဲ့เนาะဒီ educate တွေကိုအချိန်တိုင်းအကြောင်းတွေပြီးတဲ့အခါမှာကျွန်တော်တို့အလုပ်တွေပေးနိုင်မဲ့ နော် business industry တွေဒါမှမဟုတ်လဲ state ကနေပဲသူတို့နော်သူတို့က funding တွေ hiring တွေလုပ်မယ် research တွေ R&D လို့ခေါ်တယ်နော် research industry တွေရှိဖို့ကျွန်တော်လိုတယ်အဲ့တော့ education good education တစ်ခုကိုရဖို့မွေးထုတ်ဖို့အတွက်တစ်ဖက်မှာလည်း good economy လို့ခေါ်တယ်အပြန်အလှန်ပေါ့နော်ဒီအပြန်အလှန် balance ဖြစ်မဲ့ environment တစ်ခုလိုတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်